အားလုံးပဲမင်္ဂလာပါ CD Insider from Burma ကနေပြန်လဲကြိုဆိုလိုက်ပါရင်ဒီနေ့မှာတော့နောက်ဆုံးရ Manchester United Arsenal နဲ့ Chelsea တို့ရဲ့သတင်းတိုတွေကိုဖော်ပြပေးသွားပါမယ်။ CMB ကို YouTube မှာ Subscribe မလုပ်ထားရင်လည်းလုပ်ထားနိုင်ပါတယ်။သူ Arsenal နဲ့စားလိုက်အောင်။ Newcastle နဲ့ပွဲမှာနောက်ကျနိုင်ကိုသိမ်းပြီး Liverpool ကိုဖိအားပေးလာတဲ့ Arsenal ဒီနေ့ခုနှစ်ညမှာတော့ Newcastle ကိုအဝေးကွင်းမှာ2-1နဲ့ Arsenal တို့အနိုင်ရရှိခဲ့ပါတယ်။ ။ရောက်လည်နဲ့အသင်းရဲ့ကြင်ကြက်ခံနိုင်ကြောင်းလည်းဒီပွဲမှာမြင်တွေ့ခဲ့ရတာပါ။နေ့ခေါ်တမတီကတော့နယူကာဆယ်အတွက်ဥဆောင်ကိုတွင်းယူနိုင်ခဲ့ပေမဲ့ပီတီမိုရီနိုကခြေပါကိုပြန်တွင်းယူပြီးအချိန်ပိုနောက်ဆုံးမိနစ်မှာတော့ဂါဘရီယယ်ကနိုင်ကိုကိုတွင်းယူနိုင်ခဲ့ပါတယ်။ညလာနိုင်တဲ့ဒုတိယမြောက်နောက်အကြုံနိုင်ပွဲဖြစ်လဲအမှတ်တမ်းဝင်ထားတာပါ။အခုဆိုအထိတ်ဆုံးကလီဗာပူးအသင်းနဲ့နှစ်မှတ်သာကွာဟားလို့ရတယ်ဖြစ်ပြီးတပြိုင်တည်းမန်စီးတီးနယူကာဆယ်တို့နဲ့ပွဲစဉ်တွေမှာအသင်းကတိုက်ပွဲဝင်ဆေးချက်ကိုပြသသွားနိုင်ခဲ့ပါတယ် ဒါပေမဲ့ချန်ပီယံလိပွဲစဉ်ဖြစ်တဲ့ Olympiacos ပရီးမီးယားလိပွဲစဉ်ဖြစ်တဲ့ West Ham United တို့နဲ့ပွဲစဉ်တွေမှာတော့ Arteta ရဲ့ဟိုပြသားတဲ့ရလဒ်ကိုပေါ်ဆောင်သွားမယ်လို့မျှော်လင့်ရပါတယ်။သူ့ရဲ့တောင်တင်းသောလူချင်းကို Arsenal ဘိုင်ဆိုင်တာကြောင့် June Obi Mikel ကထုတ်ပေါ်ချီးကျူးသွားပါတယ်။အာဂဒါ Rider Andrea Pasa လက်ထက်မှာတော့ Arsenal အသင်းအတွက်လိုအပ်တဲ့နေရာတွေကိုအကောင်းဆုံးဖြည့်တင်ပေးတာတော့တွေ့ရပြီ။ဒီအကျိုးကျေးဇူးကို Arsenal တို့ခံစားလာဖို့ရှိပါတယ်။ကလပ်ကကစားသမားဝယ်ယူရမှာလက်မနေတော့သလိုအရေးသေးနေကစားသမားတွေလည်းခေါ်ယူလာနိုင်တာပါ။ ဗီတာယောဂရခရစ်ယာန်နော့ဂတ်ခီပါတို့ခေါ်ယူထားသလိုဒီစီမတ်တင်စုဘီမန်တို့ရောက်ရှိလာမှုနဲ့အတူအသင်းကအားကောင်းနေပါတယ်ဒီမီခေးကတော့အာဆင်နယ်ဥယောပရဲ့အားကောင်းဆုံးလူစင်းကိုပိုင်ဆိုင်ထားတယ်လို့ချီးကျူးထားပြီးတော့တစ်ဆက်တည်းဒါကတောင်းဆိုမှုတွေလည်းများလာနိုင်တဲ့အတွက်အာဒီတာအနေနဲ့ဆူဖလာတွေကိုရရှိဖို့တော့လိုအပ်လာမယ်လို့သူကသုံးသပ်ပါတယ် OB1 focus အစီအစဉ်မှာမီခေးကအာဒီတာကတကယ်ကိုအလုပ်ကောင်းကောင်းလုပ်နေပြီးအင်အားကောင်းတဲ့အသင်းကိုတည်ဆောက်ထားနိုင်ပါတယ် ပရီးမီးယားလိရဲ့အားအကောင်းဆုံးအသင်းဒါအပြင်ဥရောပမှာပါအားအကောင်းဆုံးလို့ကျွန်တော်ကတော့ယူဆကြပါတယ်စကွတ်ဒက်ကလည်းတောင်းတင်းနေတာမို့ဆူဖလာအောင်မြင်မှုတွေတော့ကြားယူဖို့လိုပြီးတော့ဆင်ခြင်ပေးလို့တော့မရတော့ပါဘူးလို့ဆိုပါတယ်ကေစီရဲ့သတင်းတွေကိုကြည့်ရအောင်နီကိုပတ်စ်ကိုရီယယ်မက်ဒရစ်နဲ့အပြိုင်လိုက်မယ်ချယ်ဆီချယ်ဆီကတော့နီကိုပတ်စ်အတွက်ဈေးကွက်ထဲမှာစတင်လှုပ်ရှားတော့မယ်လို့သိရပါတယ်ကိုမိုသင်းရဲ့ကွင်းလယ်တိုက်စစ်ကစားသမားနီကိုပတ်စ်ကိုရရှိဖို့ရီယယ်နဲ့ရှင်ပြိုင်သွားရမှာပါ စီရီရဲ့အသေးမှာအသက်အရွယ်နဲ့မလိုက်တဲ့ news နဲ့ကြွမ်းကျင်မှုနဲ့ရင်းချက်မှုတွေကိုပြသထားပါတယ်။ဒီဘက်မှာ EA က buy back clause ကိုကင်လာတာကြောင့်ချက်စီအတွက်တော့ခက်ခဲလာဖို့ရှိနေတာပါ။ဗရာသမားလေးကကိုမိုအသင်းကိုပြနိုင်မယ်သူလို့အသင်းကယုံကြည်နေပါတယ်။ဒီ22နှစ်အရွယ်ကစားသမားရဲ့ပြိုင်ဘက်ခံစစ်ကိုချဲလဲနိုင်ကြွမ်းကြောင့်ဥရောပရဲ့ထွန်းတောက်လာမယ့်လူငယ်ဒီတတ်မှတ်ခံရရတာပါ။ကစားသမားရဲ့တန်ကြီးကတော့ Euro 80အထိရောက်ချီသွားဖို့ရှိနေပါတယ်။ ကိုဘာမရဲ့ခြေစွမ်းနဲ့ပတ်သက်လို့ချီးကျူးသွားတယ်လို့ခြေစင်းနဲ့ပြန်ရင်ဆိုင်ရမယ်ပေါ်ပြောချင်နေတဲ့မော်ရင်ဟိုမော်ရင်ဟိုကတော့ပါမားကိုအံ့ပွဲကစားသမားလို့ချီးကျူးထားပြီးတော့ချန်ပီယံလိပွဲစဉ်မှာပေါ်ဝင်နိုင်ခြင်းမရှိတာကိုလည်းဝမ်းသာတယ်လို့ဆိုပါတယ်ဘက်ဖီကာသင်းတဲ့ဒူစတန်ဖို့ဘရစ်ကိုမော်ရင်ဟိုတယောက်တကြောပြန်လာဖို့ရှိနေပါတယ်ခြေစီးကိုနှစ်ချိန်ခိုင်းတွေ့ခဲ့ပြီးပရီးမီးယားလိအမှတ်ပေးဖလား၃ချိန်ရတာတဲ့မော်ရင်သင်းသမိုင်းတစ်ချောင်းအောင်မြင်ဆုံးနည်းပြဆိုရင်လည်းမမားပါဘူးချေစီအခုအချိန်မှာပြောင်းလဲကြီးပြောင်းလဲနေပြီးပိုင်ရှင်တက်အောင်မှာပုံစံအစ်င့်နေသွားနေတာလည်းဖြစ်ပါတယ် မော်ရီဟိုကတော့သူ့အသင်းဟောင်းအနေနဲ့မယုံနိုင်တဲ့ခေါ်ယူမှုအများများပြုလုပ်ထားပြီးဒီတည်းကဂိုးပါမောက်ကဲပဲလို့သူကညင်နေရပါဘလက်ဝေါကပ်ပြိုင်ပွဲကလေးကရရှိလာတဲ့ပေါင်ကျန်တန်ရာကြောင့်လာမယ့်ဘင်ဖီကာနဲ့ပွဲမှာလည်းပါ UCL ဒုတိယဘက်မှာဂိုးပါမားတမကချယ်ဆီဘက်မှာအဒါရဘိုင်းကိုနဲ့ဝက်စလီဖိုဖာနာတို့လည်းတန်ရာရရှိနေပါတယ် right down ဆုံးခဲ့ပေမဲ့ဆစ်ရှင်းနေပဲတောင်းမဲ့ကစားသမား Esther Vo Villiers ချီရန်ကိုတော့ချယ်ဆီပြိုင်ပွဲတွေကျင်းနေနေတာပါ United နဲ့ပွဲမှာတော့ Soul City လူစားလေးခံခဲ့ရပါပဲ။ Brighton နဲ့ပွဲမှာတော့မိနစ်60ကျော်ကြီးကစားခဲ့ရပြီးကျင်းနေဆရာခြေစွမ်းလေးပြသနိုင်ခဲ့ပါတယ်။အဲ့ဒါနောက်ကလူတွေပြစ်တဲ့ Van Man Fadi တို့ကိုအချင်းချင်းကြော်ဖြတ်ပြခဲ့တယ်လို့ Premier League ရဲ့အကောင်းဆုံး dribbler တွေကတယောက်ဖြစ်တဲ့ Mitoma နဲ့ရင်ဆိုင်တွေ့မှာလည်းစွမ်းဆောင်ရည်ကောင်းပြသနိုင်ခဲ့ပါတယ်။ဒီ Brazil သမားလေးကပြီးပြည့်စုံနေတာမဟုတ်ပါဘူး။ဆုံးဖြတ်ချက်အများကြီးရှိခဲ့တဲ့တိုင်သူလုံးစရာရှိတော့လို့ပိုင်ပိုင်နိုင်နိုင်လုံးပြနေပါတယ်။ ဖောင်းမမပါနိုင်သေးခြင်းခြေစီးတိုက်တဲ့ဘန်ကိုစေ့လုပ်ရှားတဲ့ဆွမ်းဆောင်ယူလာမယ့်ကစားသမားလူယူဆိုင်အစ်စက် United ရဲ့သတင်းတွေကိုကြည့်ကြပါမယ်ဇန်နဝါရီတောင်းရှိမှာ Flahovic ကိုခေါ်ယူ United ရဲ့ရေဘန်စားနေပါတယ်ကျန်ခဲ့တဲ့စနေနေ့က Brentford ကို3-1နဲ့ရှုံးလိုက်တာကရှေ့ဘက်ကခြေစီးကိုနိုင်ရထားတာတော့မေ့ပျောက်သွားသေးတာပါအစိုးရအကောင်ကတော့ Benjamin Sesko ကိုသွင်းနိုင်ရဖြစ်ဖြစ်အသင်းနဲ့ပုံမအောင်လာတာကိုလည်းတွေ့ရပါတယ်လက်ရှိအသင်းရဲ့တဦးတီတော်တိုက်စစ်မှုစီစစ်ဖြစ်နေတာကြောင့် ခက်ခဲတဲ့ဘောလုံးရာသီမှာအသင်းအနေနဲ့သူ့ကိုပံ့ပိုးမှုကောင်းကောင်းလုပ်ပေးသွားဖို့လိုအပ်နေတာပါအီတလီတင်းသား Gazzetto dello Sport ရဲ့ဆိုရ UV တိုက်စစ်မှုကို United ကိုခေါ်ယူဖို့စိတ်ဝင်စားနေပါတယ်စာပြတဲ့စစ်မှုရဲ့စာချုပ်ကိစ္စကိုတီးခေါက်ကြည့်နေပြီးတော့ဇာသမာလည်းလာမယ့်ရာသီမှာစာချုပ်ကုံဆုံးမှာပြတာကြောင့် Juve ဘက်ကဘလို့ဆုံးဖြတ်မလဲကစားသမားဘက်က free agent နဲ့ထွက်မလားဆရာတွေကိုစောင့်ကြည့်သွားဖို့ရှိနေပါတယ်နောက်ထပ်သတင်းတစ်ခုကတော့ Ruben Amorim ရဲ့စာချုပ်ကိစ္စပါလက်ရှိစာချုပ်က2029အထိကျန်ရှိနေသေးပါတယ် ်သို့တော်လက်ရှိမှာတော့အနာဂတ်ကမကြီးမရဖြစ်နေတာပါအကယ်၍အသင်းကသူ့ကိုစောတလင်ထုတ်လိုက်ရင်ယူရို73.8တန်းအထိပေးချေသွားဖို့ရှိပါတယ်အသင်းဘက်ကသုံးပြချက်ချဖို့နိုဝင်ဘာ၁ရက်နေ့စီဆောင်းဆိုင်နေပြီးတော့စာချုပ်ပါချက်လည်းရာသီချိန်မှာထုတ်ရင်လော်ဂျီပုံမှန်တက်တာသွားဖို့ရှိနေတာကြောင့်လို့ပြရပါတယ်လက်ရှိချိန်မှာအသင်းရလဒ်တွေကစိုးရွားနေပြီးနောက်လာမယ့်နီးပြားတွေအတွက်ပါပြောဆိုဆွေးနွေးတာတွေရှိပါတယ်ဒီအထက်ကစာချင်း red click ကအင်္ဂလန်နီးပြားဟောင်း red sock game နဲ့လည်းဆွေးနွေးနေရလို့အသံထွက်နေပါတယ်ဒါအပြင် olivia ဂလက်စနာနဲ့အရူနီအရိုလာတို့လည်းလျာရဆင်းမှာပါဝင် နေပါတယ်လက်ရှိမှာခုနှစ်ပွဲကစား၂ပွဲနိုင်၄ပွဲရှုံး၃ပွဲသေးရေဆိုတာကတော့အသင်းနဲ့အသင်းပြိုင်တွေရေမျောလင့်ထားတာတက်ကိုများဆိုတာပူရောနေရပါဒါတွေကတော့နောက်ဆုံးရမန်ချက်စတာယူနိုက်တက်အာဆင်နယ်နဲ့ချယ်ဆီတို့ရဲ့တင်းနေတွေပဲဖြစ်ပါတယ်နောက်ဗီဒီယိုတွေမှာကျွန်တော်တို့ပြန်တွေ့ပါမယ်အားပေးတဲ့အတွက်ကျေးဇူးပါ